ဒီလိုမျိုးအစိုးရကိုအစိုးရဆိုတာကတော့ကိုကအမှုပညာလောက်တာတချင်းဆိုတာဝါသနာပါရဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဈေးရောက်ရတာကတော့ဈေးရောက်လို့ရတဲ့ပတ်စံလေးတွေနဲ့စုမဲ့ပြီးသွားရင်ကိုအမှုဟိုစာဝါသနာပါရဲ့အမှုပညာလောက်ကလေးတွေလည်းလောက်တာပေါ့နော်ကွာချချက်ကတော့အဲဈေးရောက်လို့ရရတဲ့အခါမှာ motivation အပြည့်နေပေါ့နော်အဲ့ဒါလည်းဈေးရောက်နေပြီးသွားရင်ပြောရရင်တချင်းဆိုမယ်ဆိုရင်လေကျမတို့ကပြေးလွှားပြီးတော့ဈေးရောက်တာကိုခဏခြားတချင်းလေးပြေးဆိုပေါ့အဲ့လိုမျိုးတွေလုပ်ပါတယ် ဲကျမတို့အကိတ်စနက်မှာဆိုရင်တော့အားလုံးလည်းကြိုက်ကြတယ်ခလေးတိုင်းကလည်းကြိုက်တယ်အလူကျော်တွေကွန်းတော့တွေကြက်ဥချောင်းတွေဒါမှမဟုတ်ဘူးဆိုရင်လည်းဂျယ်လီတွေကြကြောလုံးပေါင်းတွေကိုလည်းစားပေးကြပါအကြီးကြီးနဲ့ထိုးထိုးထောင်ထောင်ကြီးတွေအဲဟုတ်ပါဘူးအာလူကျော်အကြီးကြီးတွေတွေ့ရဆိုရင်တော့အဲ့ဒါအကိတ်ပါပဲရှင်ညီမတို့အာလူကျော်ကပျော့သွားတဲ့အချိန်ထိ စားကောင်းတယ်အရသာတွေစားကောင်းအောင်လုပ်ပေးထားပါတယ်ရှင်အဲအဓိကကတော့ညီမတို့ကပေါ့နော်ဒီအာလူလေပွေကျော်လေးစပြီးတော့အဲရောင်းပြစ်ရောင်းပြစ်တာပေါ့အဓိကတော့ကွဲစေးလေးတွေမှာရောင်းမယ်လူတိုင်းရဲ့လက်ထဲမှာပေါ့နော်ညီမတို့ရဲ့စားစရာလေးတွေကင်ဝါမယ်ပေါ့အဲ့လိုမျိုးလေးတွေကနေပြီးတော့စရောင်းပြစ်တာပါရှင်ဟုတ်ဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ညီမနဲ့မင်းကတော့ချက်ချော့ပါရှင် အနုပညာလောက်တွေလည်းလုပ်တယ်သချင်းလေးဆိုပါရရှင်ဟုတ် အော်ဟုတ်ကဲ့ရှင်အကိတ်ကတော့ညီမတို့လိုဒီလိုမျိုးပွဲစည်းတွေ promotion area တွေမှာအများအားရှိပါတယ်ရှင်အဲဒီလိုမျိုးအစောရောကိုအစောရောဆိုတာကတော့ကိုကအမှုပညာလောက်တာတချင်းဆိုတာဝါသနာပါတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဈေးရောက်ရတာကတော့ဈေးရောက်လို့ရတဲ့ပတ်စံလေးတွေနဲ့စုမဲ့ပြီးသွားရင်ကိုအမှုဟိုစာဝါသနာပါတဲ့အမှုပညာအလုပ်ကလေးတွေလည်းလုပ်တာပေါ့နော်ဟုတ်ကွာချချက်ကတော့အဲဈေးရောက်လို့ရရတဲ့အခါမှာ motivation အပြည့်နေပေါ့နော်အဲ့ဒါလည်းဈေးရောက်နေပြီးွားရင် ပြောရရင်တချင်းဆိုမယ်ဆိုရင်လည်းကျမတို့ကပြေးလွှားပြီးတော့ဈေးရောင်းတာကိုခဏထတချင်းလေးပြေးဆိုပေါ့အဲ့လိုမျိုးလေးလုပ်ပါတယ်ဟုတ်ပါတယ်ရှင်အဲအနုပညာဆိုတာကတော့ညီမတို့အခုလိုမျိုးတက်တက်ဆလူငယ်တွေအတွက်ဆိုရင်တော့အနုပညာလောက်ကတော့အဲပတ်စံအများကြီးကုန်ပါတယ်ရှင်အကုန်ကြခံပြီးတော့ညီမတို့ကလောက်ကြတယ်အဲအားကြောင့်မလို့တစ်ဖက်တစ်လမ်းကလည်းပတ်စံရမယ်စီးပွားရေးလုပ်ကလေးလုပ်ပါတာပါရှင်ကျမတို့ရဲ့အကိတ်ကအဓိက signature ကတော့ဟုတ်အာလူလေပွေကျော်လေးဖြစ်ပါတယ်ရှင် ဟုတ်အာလူးလေးဝေကြောင်ကတော့အဓိကရပါတယ်ကွန်တော်တွေလည်းရပါတယ်ရှင်အခုဆိုရင်တော့ထရမ်ဖြစ်နေတဲ့ကြကြောလုံးပေါင်းလေးတွေလည်းရပါတယ်ရှင် များဆုံးဆိုမှညီမတို့က9000တောင်ပါရှင်ဟုတ်သူကအနည်းဆုံးက3000ောင်ရှိရဲ9000ောင်ရှိရဲ1000ရှိပါတယ်ရှင်ဟုတ်တမောတီတောင်ဆိုရင်တော့9000တောင်ပဲရှင်လက်ဖက်ထမင်းတို့ပါလို့ဆိုရင်ကျုပ်ကျော်နဲ့ဆိုရင်4000တောင်ပါအဲအသားဟင်းလေးနဲ့ဆိုရင်တော့9000တောင်ယူပါတယ်ဒါကတော့လူမျိုးပါသားမျိုးလေးစားသုံးနိုင်အောင်အဓိကပေါ့နော်ဒီမှာဆိုရင်လည်းလာတဲ့ဝန်ထမ်းလေးတွေလည်းရှိရတဲ့အတွက်ကြောင့်မို့လို့အားလုံးစားနိုင်အောင်လို့ညီမတို့ကစီစဉ်ပေးထားပါတယ်ရှင် ညီမတို့အာလူကြော်ဆိုရင်ဟိုတာရှိခံဆေးဝါးတွေတခုမှမသုံးထားပါဘူးရှင်ညီမတို့အာလူကြော်ကပျော့သွားတဲ့အချိန်ထိစားကောင်းတယ်အရသာတွေစားကောင်းအောင်လုပ်ပေးထားပါတယ်ရှင်အဲအဓိကကတော့ညီမတို့ကပေါ့နော်ဒီအာလူလေးပွေကြော်လေးစပြီးတော့အဲရောင်းပြစ်ရောင်းပြစ်တာပေါ့အဓိကတော့ပွဲစည်းလေးတွေမှာရောင်းမယ်လူတိုင်းရဲ့လက်ထဲမှာပေါ့နော်ညီမတို့ရဲ့စားစရာလေးတွေကင်ဝါမယ်ပေါ့အဲ့လိုမျိုးလေးတွေကနေပြီးတော့စရောင်းပြစ်တာပါရှင်ဟုတ် ော့လေညီမတို့ကြကြောလုံးပေါင်းအချင်းဆိုရင်တချို့ဆိုရင် ပေါ့နော်ဒီလိုတပွဲဝယ်စားတယ်အဲမဟုတ်သေးဘူးနောက်ထပ်တစ်ခေါက်အသွားမှလည်းစားတယ်အပြက်မှလည်းစားတယ်တချို့ဆိုရင်အိမ်အတွက်ပါဆယ်ထက်ဝယ်သွားတယ်ပေါ့နော်အများဆုံးကိုအဲ့လိုမျိုး၃လေးပွဲလူတစ်ယောက်ထဲကိုစားကောင်းပြီးတော့ပြန်လာတာလေးတွေရှိပါရဲ့ရှင်ဟုတ် အဓိကကတော့ရိုးရရလာတဲ့ကြက်ဝချောင်းတွေပါမယ်အကင်တွေပါမယ်ပေါ့နော်အဲ့ဒီမှာမှညီမတို့ကထက်ကွန်ပြီးတော့ကွန်တော့ဆိုတာပေါ့အဲ့ကြက်ဝချောင်းလေးတွေနဲ့လှုပ်ထားတဲ့ကွန်တော့တွေပါမယ်အခုဆိုရင်တော့ trend ဖြစ်နေတဲ့ကြက်ကြောလုံးပေါင်းဆိုလဲရိုးရရပစ္စည်းတွေပါရှင်အဲအဓိကကရိုးရရဘက်ကလာတဲ့ပစ္စည်းတွေဖြစ်တဲ့အကြောင်းမို့လို့ကုန်စည်နှုန်းကလည်းအရန်တက်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ညီမတို့ကအများကြီးအမျက်မရှူဘဲနဲ့လည်းအကုန်ရောင်းပေးပါတယ်ရှင်အဓိကတော့ညီမတို့အကိတ်မှာတော့စားစရာကတော့အဓိကဟာလာဖူပဲရောင်းပေးရတယ်ရှင် ိကလူမျိုးဘာသာမျိုးစားလို့ရအောင်တုံးတဲ့ recipe ကအစအဲညီမတို့စီမှာဆိုရင်ဟိုစက်သားမုံကအစပေါ့နော်ဟာလာတစိ့ပါတာပဲတုံးပါတယ်အဲ့တော့ညီမတို့တုံးတဲ့ ingredient တွေအကုန်လုံးကလည်းဟာလာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ဆေးကြည့်ပါတယ်အဲ့တော့ညီမတို့ရဲ့ဟိုဘယ်လိုကောင်းလဲအမျက်ကတော့တော်တော်နည်းပါတယ်ရှင်ဟုတ် เนาะညီမတို့อ่ะเอ่อซอดาလဲရတယ်ဂျူးစ်လဲရပါတယ်ရှင်เอ่อအရင်တော့ဆိုရင်เนาะညီမတို့စီမှာပောက်တာတော့ဗောเนาะအငွေးထွက်တဲ့အေးဆိုပြီးတော့ပောက်ပါတယ်ရှင်ဟုတ်ညီမတို့ဟိုစာပေါ့ပင်ရင်းဆိုင်မှာဆိုရင်เนาะရွှေရင်အေးတို့ ရွှင်အေးဆိုတာကြတော့ညီမတို့ဟိုအပူတွေကိုတတ်တာစီတဲ့ရွှင်အေးတွေလည်းရတယ်ပြီးွားရင်ညီမတို့ရေခဲအမှုံလေးတွေထွက်တဲ့အေးတွေလည်းရတယ်အငွေးထွက်တဲ့အေးတွေလည်းရပါတယ်အခုဒီပွဲစင်းမှာတော့မပါလာပါဘူးရှင်ဟုတ်ဟုတ်ကဲ့ပါရှင်ညီမတို့စီကအကိတ်စနက်ဆိုပြီးတော့ဖူပန်နာနေပြီးတော့ရှာဖွေလို့ရပါတယ်ရှင်အဲဒီလိုမှမဟုတ်ဘူးဆိုရင်ညီမတို့ရဲ့ပင်းရင်းဆိုင်ဖြစ်တဲ့ကန်တော်ကလေးလမ်း60မြမကုံရင်လမ်းမှာညီမတို့ရဲ့အကိတ်စနက်ကလေးကိုလာပြီးတော့အပိတ်လို့ရပါတယ်ရှင်အဲညီမတို့စီမှာကတော့နော်အဓိကကတော့ customer မာတွေအတွက်ကိုကစ္စတမာတွေရှိမဲ့နေရာတိုင်းကိုသွားရောက်ပြီးတော့ရောင်းမိတယ်ဥမာအဲတစ်ခါတလေကြာရင်တော့ buy 2 get 1လို့ဟုတ်ကဲ့ပြီးွားရင် buy 1 get 1အဲအဲ့လိုမျိုးအစီအစဉ်လေးတွေတော့လည်းရှိပါတယ်ရှင်ဟုတ်ဒီလိုမျိုးပေါ့နော်နေရာတိုင်းမှာတော့ညီမတို့နဲ့အမျိုးအစားတူပစ္စည်းတွေလည်းရောင်းကြတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ကျမတို့အကိတ်စနက်ကပစ္စည်းလေးတွေကအကိတ်ဆိုတဲ့အတိုင်းပဲဘာစားစားသူကအကြီးကြီးပဲ အလူကျော်ဆိုရင်လည်းအကြီးကြီးပဲကွန်တော့ဆိုရင်လည်းအကြီးကြီးပါပဲရှင်အဲ့တော့အကိတ်ဆိုတာလည်းအကြီးကြီးပါပဲရှင်အပြော်ပြောတာပါကဲပါအဲကျမတို့အကိတ်စနစ်မှာဆိုရင်တော့အားလုံးလည်းကြိုက်ကြတယ် ခလေးတိုင်းကလည်းကြိုက်တယ်အလူကျော်တွေကွန်းတော့တွေကြက်ဥချောင်းတွေဒါမှမဟုတ်ဘူးဆိုရင်လည်းဂျယ်လီတွေကြက်ကြောလုံးပေါင်းတွေကိုလည်းစားပေးကြပါအကြီးကြီးနဲ့ထိုးထိုးထောင်ထောင်ကြီးရေအဲဟုတ်ပါဘူးအလူကျော်အကြီးကြီးတွေတွေ့ရဆိုရင်တော့အဲ့ဒါကိတ်ပါပဲရှင်အဲကတ်စတမာတွေကကြတော့ဥမာသူတို့တယောက်စားပြီးပြီဆိုရင်အဲဥမာ အမေကစားပြီးွားပြီဆိုရင်အဲဟုတ်ပြီဒီဟာလေးဆိုရင်တော့အကိတ်ဆိုရင်တော့စားကောင်းတယ်အမေပြီးွားရင်အတမိတမိပြီးွားရင်ညီအဲ့လိုမျိုးပေါ့နော်တအဲ့လိုမျိုးဆွေစင်မျိုးဆက်အဲ့လိုမျိုးကြိုက်ကြတဲ့ပစ္စည်းလေးတွေပါခလေးတိုင်းကလည်းကျမတို့ဆိုင်ရှိကနေဖြတ်သွားပြီဆိုရင်ဟာမင်းအောင်မင်းအောင်ဒါစားမယ်ဒါခလေးကဒါဆိုရင်တချို့အမေတွေကြတော့လေဟဲ့ဟဲ့ဟဲ့လာလာလာဆွဲခေါ်တယ်ပေါ့နော်အဲ့အဲ့လိုမျိုးအထီတောင်ဖြစ်ပါတယ်ပေါ့နော်ခလေးနဲ့အမေနဲ့အဲ့လိုမျိုးတွေဖြစ်ပါတယ်ရှင်မြမဟုတ်ကဲ့မြမတို့ရဲ့ဆိုင်လေးကဆိုရင်တော့ကန်တော်ကလေးလမ်း90မြမကောင်ရင်လမ်းမှာရှိ ပါတယ်ရှင်ဟုတ်ကဲ့ပါညီမတို့ရဲ့အကိတ်စနက်ခင်းရင်းဆိုင်လေးဖြစ်ပါတယ်ရှင်ဟုတ်